နေပွင့်တစ်ခုမှာစကတ်တူဝစ်ပြီးဖြောပြေးနေတော့ပရိသတ်တဝရဲ့မဖွဲ့မရနောက်ဆက်ခြင်းကိုခံလိုက်ရတဲ့ဖြူဖြူတွေရန်ကုန်ဆယ်လီနယူပရိသတ်များလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖြူဖြူတွေကတော့မြန်မာနိုင်ငံရှိနာမည်ကြီးဆယ်လီတွေကတယောက်ပါအလူတန်ပရိုက်တာလုပ်ငန်းဒီမှာလက်မနီပဲတက်ကြစွာပါဝင်တက်တဲ့ဖြူဖြူတွေကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကလည်းရှိသလိုသူမရဲ့လုံရဲ့တချို့ကြောင့်အမြင်မကြည်ကြတဲ့ပရိသတ်တွေကလည်းရှိနေပြန်ပါတယ်ပြီးခဲ့တဲ့လတွေတုန်းကဖြူဖြူတွေတယောက်နိုင်ငံကြီးနဲ့ပတ်သက်တဲ့ရိုက်ကူးရေးတွေပါလာလို့အပြင်းထန်ဝေဖန်ရှုံး ချခြင်းကိုခံခဲ့ရပြီးမဲ့ငလင်ဘေးကြီးမှာမြေပြင်ထိစင်းကလူအယုံငွေအယောဆွမ်းဆွမ်းတမန်ပါဝင်ကူညီလူရမ်းမှုတွေကြောင်းသူမောက်ပြည်သက်တွေကပြန်လည်လက်ခံလာကြတာပဲဖြစ်ပါတယ်။အရင်လိုဖြောပြပွဲမှာလည်းပြန်လည်ဖြောပြတွေလုံနေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ဖြူဖြူတေးတယောက်နဲ့မြို့ပွဲတစ်ခုမှာဖြောပြင်းရင်းနဲ့စင်ယောက်ကမြို့သားပြည်သက်တယောက်ရဲ့နောက်ဆက်ခြင်းကိုခံခဲ့ရတာပါ။ဖြူဖြူတွေကနေမြို့ကန်သူတယောက်ဖြစ်ပေမဲ့သူမရဲ့ဝတ်စားစင်ရင်မှုတွေကတော့ခင်မီစမ်းသစ်ပါတယ်။ဖြူဖြူတွေကခန္ဓာကိုယ်တည်တည်လေးဖြစ်တာကြောင့်ဝတ်စားတော်တော်များများနဲ့သူမကလိုက်ဖက် ်ပါတယ်။ဒါပေမဲ့အတူပြက်တည်ဝတ်တဲ့အချိန်မှာတော့ပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုအမြဲလိုလိုခံနေရသူပဲဖြစ်ပါတယ်။အခုတစ်ခါမှလည်းဖြူဖြူထွေးကနေပွဲတစ်ခုမှာအစိမ်းရောင် top lane နဲ့စကတ်အတူလေးကိုဝတ်ပြီးဖျော်ပြင်းနေခဲ့တာပါ။စင်ပေါ်မှာပြည်သက်တွေနဲ့အတိုင်ဖောက်ညီညီအားရပါးရဖျော်ပြင်းနေတာကြောင့်ပြည်သက်တွေကဖြူဖြူထွေးကိုသဘောကျပြီးစုချင်းငွေတွေချီးမြှင့်ခဲ့တာပါ။ ဖြူဖြူတွင်းရင်တယောက်ပြိသက်တွင်ရင်စူချင်းငွေတွင်လက်ခံရင်စင်အောက်ကအမျိုးသားပြိသက်တယောက်ကသူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဖုန်းနဲ့ကင်မရာရိုက်ကူးခဲ့တာဖြစ်ပါတယ်အခုလိုရိုက်ကူးနေတာကိုဖြူဖြူတွင်းကမြင်သွားခဲ့ပြီးရိုက်ကူးနေတဲ့ပြိသက်ကိုအားလုံးရဲ့ရှိမှပြောဆိုခဲ့တာပါသူမအနေနဲ့ ရိသတ်တွင်စူးချတဲ့ငွေကြေးကိုလက်ခံနေတော့အခုလိုခနာကိုအောက်ပိုင်းကိုပုံရိုက်တာမျိုးမလုပ်သင့်ဘူးဆိုပြီးပြောပြခဲ့တာပါ။နောက်ပြီးပုံရိုက်ချင်တယ်ဆိုရင်တော့မျက်နှာအပေါ်ပိုင်းကိုပဲရှိုက်ပါဆိုပြီးသတိပေးစကားပြောလိုက်တာပဲဖြစ်ပါတယ်။အခုလိုပြုမှုမျိုးကိုမလုပ်သင့်ဘဲစောင့်ထိန်ပြပါလို့ပြောလာခဲ့တာပါ။သူမအနေနဲ့ဖုန်းကင်မရာနဲ့ရှိုက်ကူးနေတာကိုအချိန်မီတာမမြင်ခဲ့ရင်သူမရဲ့မဖွဲ့မညာပုံတွေကအခုချိန်လောက်ဆိုအင်တာနက်ပေါ်မှာပြန့်နှံ့နေလောက်ပါပြီ။ဒါပေမဲ့ဖြူဖြူတွေကရှိုက်ကူးဖို့အချိန်တွေတော့မှအချိန်မီမြင်ခဲ့တာကြောင့်မဖြစ်တဲ့နာရီပဲဖြစ်ခဲ့ရတာပါ။သူမကတော့ခုလိုလောက် ာကသူမကိုတမင်တသက်နာမည်ဖျက်ချင်လို့လုပ်တာဆိုပြီးစင်ပေါ်မှာပဲအားလုံးသိအောင်ပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့နေကံပရိသတ်တွေနေနဲ့ခုလိုပြုမှုမျိုးလုပ်တာကကိုယ့်ရဲ့ဒေတာတင်ခါကြသလိုအရှက်ရစရာအပြုမှုလည်းဖြစ်နေတာကြောင့်မလုပ်သင့်ဘူးဆိုပြီးပြောဆိုနေကြသလိုတချို့ကလည်းဖြူဖြူတွင်းနေနဲ့အဝတ်စားဝတ်ဆင်ရမှာအခုလောက်ထိအတူပြတ်တွေကိုအသားပြေးမဝတ်သင့်ဘူးလို့ထောက်ပြနေတာပါ။သူ့နေရာသူဝတ်ဆင်နေဆိုပေမဲ့နာမည်ကြီးအဆိုရာတွေကပရိသတ်တွေဝေးတဲ့ stage တွင်ပေါ်မှာဖျော်ပြရတာဖြစ်လို့အရေးကြောင့်မဟုတ်ပေမဲ့ဖြူဖြူတွင်းလို့လည်းပွဲမှာဖျော်ပြရတဲ့အဆိုရာ ီနေနဲ့စိတ်စဉ်ကအယမ်းမမြင်တာကြောင့်ပြိသက်တွေနဲ့နီးကပ်နေတာပါဒါကြောင့်ခနာကိုအသားပြေဖို့ပြလို့နဲ့အတူပြတ်တွေထိမ့်ထိမ့်တိမ့်တိမ့်ဝတ်တင်နေဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်ကိုဘက်ကမစင်ချင်းမဲမလိုလားအတဲ့ပြဿနာတွေဖြစ်လာမှဖြေရှင်းရခက်နေမယ်ဆိုပြီးတတိပြီးနေတာပါပြိသက်တွေအနေနဲ့ရောစကတ်တော်လေးဝတ်ပြီးဖြောပြခဲ့လို့ပြိသက်တုံးရဲ့မဖွဲ့မရနောက်ဆက်ချေကိုခံလိုက်ရတဲ့ဖြူဖြူတွေပေါ်အမြင်ကိုပြောပြပေးခဲ့ပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်